တရင်သမားတွေတိလိုက်အရန်ကောင်းမယ်ဒီအချက်ကိုပြောချင်ပါတယ်ဟုတ်ပြီနော်ဒီလောက်ဆိုလုံလောက်တယ်ဒီထက်ပိုသေးကြအောင်လုံလောက်အောင်ထပ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တရင်ထူးတရင်ကောင်းတရင်မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အာအိမ်လေးပြန်မယ်ပြန်ပြီးတော့မြန်မာနိုင်ငံကြီးနဲ့ပတ်သက်လို့တူတူတုတ်တုတ်เนาะဟိုဘေးလဲတိတ်မကုံအောင်အားလုံးလည်းမြင်သွားအောင်ကျွန်တော်ပြောစရာလေး3-5ချက်လောက်ရှိတယ်အဲ့ဒီရှိတဲ့အထဲထဲမှာဟိုကျွန်တော်ရထားတဲ့ information ကိုကျွန်တော်ပြောတာပေါ့ဗျာ เนาะကျွန်တော် information တွေကတော့ခိုင်နေဗျဆိုတော့အခုကျွန်တော်အိမ်ဟိုမောင်းနေပြီမောင်းနေဆိုတာပြဿနာဆရာတော်ဘုရားကြီးကြောင်းနေကျွန်တော်အိမ်ထဲကကားလမ်းဟိုဘက်ဒီဘက်အဲ့ဒီကားလမ်းကိုဖြတ်ဖို့အတွက်ကျွန်တော်ကိုယ်ပြီးတော့ကျွန်တော်အိမ်ကိုပြန်မောင်းရတာဗျာတဲ့လားဟိုပြောရင်တော့အိမ်ပေးချင်းကတ်ရက်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ကားလမ်းချားနေတယ်ဒီတိုင်းဖြတ်ထွက်လို့မရဘူးလမ်းဥပဒေရအာဒီဆရာတော်ဘုရားကြီးရဲ့မြောက်ဦးဓမ္မစင်တာပေါ့နော် အဲ့မြောက်ဥဓမ္မစင်တာကျွန်တော်အိမ်ကားလန်းဟိုဘက်မှာဆရာတော်ဖရာကြီးကြောင်းဒီဘက်မှာကျွန်တော်အလယ်မှာကားလန်းကြီးဆိုတော့အဲ့ဒါအဲ့ဒီကားလန်းကိုပေးထားတဲ့ဥပဒေတိုင်းဖြတ်ပြီးတော့အိမ်ပြန်လာတာပေါ့နော်ဟိုကျွန်တော်ပေးခြင်းနဲ့အဲဗမာနိုင်ငံကြီးအကြောင်းလေးအဲ၄ခုပြောမယ်နံပါတ်၁ကတော့ကျွန်တော်ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးပြောမယ် ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ့်ဥစ္စာကတော့တခြားမဟုတ်ပါဘူး။ဟိုဟာကောလာဟာလာသတင်းတွေပေါ်လာတယ်ဗျာ။အဲ့ကောလာဟာလာသတင်းတွေကျွန်တော်အိမ်ရောက်ပြီ။ကဲအဲ့လောက်မြန်တယ်။ဆိုတော့အဲ့ဒီပေါ်လာတဲ့သတင်းတွေကမဟုတ်ဘူး။ကျွန်တော်ပြောခဲ့ပြီးပြီ။အော်လှုပ်ကြံဖန်တီးထားတဲ့သတင်းပါနော်။အဲ့ဒီလှုပ်ကြံဖန်တီးထားတဲ့သတင်းတွေကိုနိုင်ငံရေးနားမလည်တဲ့ဒီတိုင်းဝိုင်းနေအသင်းဖွဲ့တွေ ဟိုဟာအဲတနည်းအားဖြင့်ပြော NUG ထောက်ခံသူတွေတော်တော်များများကအဲ့တဲ့င်းတွေကိုရှယ်ခဲ့တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အဲ့လောက်ထိ proxy ကစားဖို့လောက်ကိုဘတ်ဂျက်လည်းမရှိဘူးအရေးချင်းလည်းမရှိဘူးပါဝါလည်းမရှိဘူးခင်ဗျားတို့အဲ့ဒါကျွန်တော်ပြောရင်ယုံနော်အမေရိကန်ကလည်းဘင်္ဂလားဘင်္ဂလားဒေ့လို့အစွန်ရောက်တဲ့အများကြီးနေတဲ့နိုင်ငံတစ်ခုနဲ့နော်ဟိုဘယ်လိုပြောမလဲအဲ အဲ့ဒီနိုင်ငံတစ်ခုကိုကြားခံပြီးတော့အမေရိကန်ကနေလှုပ်ဆရာအကြောင်းလည်းမရှိဘူးเนาะဒါကျွန်တော်အိမ်ရောက်ပြီအဲ့ဒီတည်င်းလုံးဝမှားတယ်သူတို့ပြောနေတာတွေလုံးဝစိတ်ကူးရင်တာတွေဖြစ်တယ်เนาะသို့တော့သူတို့ရဲ့တင်ပြနေချက်တွေအခုတော့နည်းနည်းပါသွားပြီစတင်ပြတာကတော့ဟိုအာအိန္ဒိယသတင်းမီဒီယာတခုကနေတင်ပြလိုက်တာပေါ့ဗျာဒုတိယတင်ပြတာတော့ကိုသိမ်းမြတ်ပါ BBC ကကျွန်တော်လည်းခင်ပါတယ် ဒါသူ့တရေလုံးဝမှားပါတယ်တရားရာခိုင်နှုန်းမှားတယ်ဗျာဒဇက်မကိုမမှန်ဘူးဗျာဒီကိစ္စနဲ့ပတ်သက်သူရခိုင်နဲ့ပတ်သက်သူတို့ဘာမှနားလေတဲ့လူတွေမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်အခုမှဖြာဝင်ခင်းကြတဲ့လူတွေလို့ပဲထပ်ပြောလိုက်မယ်ဗျာဟုတ်ပလားဆိုတော့အော်ဒါအိမ်ဘေးကခွေးဟောင်းနေဟိုမှာဆိုတော့အဲ့ဒါတစ်ချက်ပေါ့လေနောက်တစ်ချက်ကရခိုင်ပြည်ရဲ့ပြည်တနာကအော်ကျွန်တော်ပုံပုံလင်းလင်းပြောမယ် ။ဟိုသူတို့အပြင်မှာပေါ်နေတဲ့သတင်းပုံစံမျိုးမဟုတ်ဘူး။နော်ဘင်္ဂလားဒေ့နဲ့လည်းဘာမှမဆိုင်ဘူး။အာဆာနဲ့လည်းမဆိုင်ဘူး။နော်ရခိုင်အတုနိုင်ငံသူ့ပြည်သူတို့အတွက်အရခတတ်တော်ကစူးစားနေတဲ့အဖွဲ့အစည်းတရတာဖြစ်တယ်။ဒါပေမဲ့သူ့ဘေးပဝန်းကျင်နိုင်ငံနေနဲ့တော့နော်တန်ကင်းတမန်ကင်းစီဘွားကုံတွယ်ရေးအရာဒီကိုတော့ပြုဖို့ဆန္ဒရှိတယ်။ဟိုတစ်ဖက်နိုင်ငံကအကူအညီပေးလို့ proxy ကစားမဲ့ တပ်ဖွဲ့မျိုးမဟုတ်ဘူးရခိုင်တပ်ဖွဲ့ကအဲ့လောက်အုံနှောက်မနှဲပါဘူးအေအေကအရကတက်တော်ကအဲ့ဒါကိုမြန်မာပြည်ကသတင်းသမားတွေတိလိုက်အရန်ကောင်းမယ်ဒီအချက်ကိုပြောချင်ပါတယ်ဟုတ်ပြီနော်ဒီလောက်ဆိုလုံလောက်တယ်ဒီထက်ပိုသေးကြအောင်လုံလောက်အောင်ထပ်ပြောမယ်ဆိုရင်ခုနဖြစ်ပေါ်တဲ့သတင်းတွေဟာရခိုင်ခေါင်းဆောင်တွေကို MNDA ခေါင်းဆောင်တွေလို့အကြက်တဲ့ဒုက္ခဆိုင်အောင် ဒီနေ့စကားဆစစ်လော်ဘီတွေလှော်နေတဲ့ပုံစံနဲ့တထက်တဲကြအောင်လို့တာ conspiracy theory ဖြစ်တယ်เนาะဒါပူးပေါင်းလှုပ်ကြံတယ်လို့တော့ပြောလို့ရတယ်เนาะဒါကြောင့် NUG ထောက်ခံသူတွေเนาะဟိုယောဂထားနေတဲ့သူတွေဒီနေရာမှာရတန်းရက်လိုက်ပါဒီသတင်းလုံးဝမှားပါတယ်ဟုတ်ပြီလားเนาะတစ်ဆက်လေးတစ်ဖြားလေးလောက်မှန်ခဲ့ရင်ကျွန်တော်ပြပါဟုတ်ပြီလားကျွန်တော်တို့ကရှင်းတယ်ဆိုတော့ဒီလောက်တော့ကျွန်တော်ပြောခြင်းတယ် ရခိုင်မှာတိုက်နေတဲ့ရဲဘော်တွေခေါင်းဆောင်တွေเนาะပြီးတော့ရခိုင်လူမှုရေးအသင်းအဖွဲ့တွေเนาะအုံနှောက်မနှဲကြပါဘူးလို့ကျွန်တော်ပြောချင်တယ်เนาะခင်ဗျားတို့အုံနှောက်နေနေနဲ့လှော်နေတာတစ်ဖက်လူကိုခင်ဗျားတို့ဒုက္ခရောက်အောင်တစ်ဖက်ရဲ့လွတ်လပ်ရေးကိုထိခိုက်အောင်တစ်ဖက်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအခက်ခဲဖြစ်အောင်လုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဟုတ်ပါတော့ဒါ တစ်ချနှစ်ချက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောခြင်းတယ်ရွေးကောက်ပွဲကဘူမင်းအွန်လိုင်းကျင်းပကွင့်2008အခြေခံဥပဒေမှာပေးမထားပါဘူးပုံမှန်429 428 429ကိုတွက်ကြည့်ပါဟုတ်ပြီနော်ဆိုတော့ဒီသူဖွဲ့ထားတဲ့ UEC ကလည်းအမှန်တော့ဂျားပြအစိုးရအဖွဲ့တစ်ခုဖွဲ့ပြီးတော့မှဂျားပြအစိုးရကလှုပ်ပေးတဲ့ရွေးကောက်ပွဲမျိုးဖြစ်ရပါမယ်သူတို့က2008ကိုကိုးကွယ်နေတဲ့ကောင်တွေဆိုတော့သူတို့ဥပဒေတော်သူတို့ကမလိုက်နိုင်ဘူး အခုမှမလိုက်နာဘူးလို့ခင်ဗျားတို့မပြောနဲ့အရင်တော့လည်းမလိုက်နာဘူးလိုက်နာဖို့လည်းရေးထားတာမဟုတ်လှုပ်ချင်အောင်လှုပ်ဖို့တော့ရေးထားတယ်ဒါပေမဲ့နိုင်ငံတကာကိုချပြတဲ့အချိန်မှာသူတို့ဥပဒေနဲ့မြောက်မီးနဲ့မြောက်ကိုပြန်ချီရပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဆိုတော့ဒါတွေအလုံးလွဲချော်နေတယ်ဥမာရွေးကောက်ပွဲကျင်းပမယ်ဆိုရင် election မလုပ်ခင်6လအလိုမှာမာရှယ်လောတွေအကုန်ရုပ်သိမ်းပေးရပါလိမ့်မယ်ပုံမှန်429မှာရှိပါတယ်ဒါကိုသွားဖတ်ကြည့်ပါဒါကျွန်တော် မာရှယ်လောဘလူလောက်ရုပ်သိမ်းပြီးတော့သူပဲပြောနေတယ်လေဆိုတော့ပြီးတော့ဒီရွေးကောက်ပွဲကိုသူကျင်းပဖို့အတွက်သူ့မှာအဲ့ဒီအော်တော်တီတွေမရှိပါဘူးခင်ဗျားတို့ထင်နေလို့ပါလုံးကြည့်လိုက်ပါ နောက်တစ်ခါမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမဖြစ်လို့အခုတော်လှန်နေကြတာမဟုတ်ဘူးရွေးကောက်ပွဲလိုအပ်လို့တော်လှန်နေကြတာမဟုတ်ဘူးရွေးကောက်ပွဲလုပ်လဲဘာမှဖြစ်လာမှာမဟုတ်ဘူးနော်လက်နဲ့ကင်ထားတဲ့လူတွေလက်နဲ့လာအပ်ဆရာလဲအကြောင်းမရှိဘူးရွေးကောက်ပွဲမှာပါဝင်တဲ့ပါတီတွေကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးရမယ်ဆိုပြီးတော့အာမခံရတဲ့ပါတီတရားဝါမရှိဘူး။ဒါနံပါတ်2အချက်ကျွန်တော်ပြောတာပါနော်။ရှင်းရှင်းပြောရင်ပေါင်းပြီးတော့ခွင်ရိုက်တာပါ။တနည်းအားဖြင့်ပြောရရင်တော့စကလုံးရိုက်သွားမှဆိုလို့ပါဗျာ။ပြစ်တစားကိုအတွင်းကန်လွဲပေးကြတာပါ။ပြစ်တစားလူများတော့အတွင်းကန်မြင့်ပတ်နေပြီဗျာ။နော်မင်းအောင်လှိုင်တို့ကအဲဒါကြောင့်ပြစ်တစားကိုအတွင်းကန်လဲပေးတဲ့အနေနဲ့ ဒီပါတီတွေဝင်ပူးပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်နားလည်တယ်။ဒါနံပါတ်1ပြောတာပါ။နံပါတ်3ကတော့မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပါတယ်။မြန်မာနိုင်ငံရဲ့အနာဂတ်ကဘာလဲလို့ပြောရမလဲဆိုရင်တထုံးရှိအခြေခံဥပဒေမှာအခန်းတက်မှာကိုမှနိုင်ငံသားသားတပ်ဖွဲ့တွေနိုင်ငံသားတပ်ဖွဲ့တွေဖြတ်တန်းခွင်ယာယီအခြေချခြင်းနော်လာရောက်အခြေစိုက်ခြင်းခွင့်မပြုထားပါဘူးဗျာအဲ့ဒါကိုယခုကြမ်းခိုင်ရေး ဥက္ကရာခင်ကြီးနဲ့လက်ရှိမြမစစ်ကောင်းဆောင်ကပူးပေါင်းပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့ဘာသာသူတို့အကျင်းပပြီးသူတို့ဘာသာသူတို့အနိုင်ယူပြီးတော့အခြေခံဥပဒေကိုအဲ့ဒီနေရာမှာသူတို့ကသွားပြင်ကျင်းတာပါတိုင်းပြည်လုံခြုံရေးအမျိုးသားအကျိုးစီးပွားအတွက်သူတို့ရေးထားတဲ့စာကြမ်းတော်ကျွန်တော်မှရှိတယ်တိုင်းပြည်လုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားတို့ကိုရှေ့ရှုခြင်းအလွန်ကမိဖက်နိုင်ငံများဤလက်နက်ကင်တပ်ဖွဲ့များနဲ့လဲပူးပေါင်းဆောင်ရွက်ခွင့်ရှိရမယ်ဆိုတာ အာဆက်လို့လှုပ်ချင်လို့ဒီရွေးကောက်ပွဲကိုလှုပ်တာပါဗျာအဲ့ဒီလိုရွေးကောက်ပွဲမှာဒီအခြေခံဥပဒေကိုလွတ်တော်ခေါ်ပြီးပြင်လိုက်မယ်ဆိုရင်ရုရှားတို့တရုတ်တို့ဘယ်လရော့တို့မြောက်ကိုရီးယားတို့မြန်မာနိုင်ငံမှာအကျွေးနဲ့သူတို့စစ်တပ်တွေဝင်လာပြီးတော့မင်းအောင်လှိုင်တို့ဆက်လက်အာဏာရတီဖို့အတွက်တိုက်ကြခိုက်ကြပြီးဗမာပြည်ကြီးပြာကြအောင်ဖန်တီးတဲ့ရွေးကောက်ပွဲရလက်နဲ့ဖြစ်ပေါ်လာမဲ့အခြေခံဥပဒေပြင်ဆင်မှုရဲ့ အနောက်မှာရရှိမဲ့အနာဂတ်အကျိုးဆက်တစ်ခုလို့ကျွန်တော်မြင်တယ်လက်ရှိကိုကြံ့ခိုင်ရေးပါတီကရုရှားကိုတွားတောင်းနေတာ၃ချိန်တောင်ရှိပါပြီဟိုကပြောတယ်ငါတို့ကမင်းတို့အခြေခံဥပဒေမှာပိတ်ဆို့ထားတာကိုပေါ်ပေါ်တင်တင်ကြီးတော့လုံးလို့မရဘူးတင်တန်းလာပေးတာဤပညာပို့ချတာလောက်တော့ရတယ်ဒါကနိုင်ငံတကာမှာလည်းဒီတိုင်းပဲရှိတယ်သို့တော့တက်ကြီးတက်ငယ်နဲ့ဝင်လာပြီးတော့မြမပြီကနော်တော်လှန်နေတဲ့အဖွဲ့စည်းတွေတိုင်းရင်းသားတွေကိုခြေမုံဖို့အတွက်ကတော့ အခြေခံဥပဒေကိုပြင်ဆင်ပြီးမှသာလျှင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုစစ်ရေးစီးပွားရေးနိုင်ငံရေးတန်တမာရေးမဟာမိတ်ဖက်အရာပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ခေါင်းကင်ခေါင်းစဉ်အောက်ကနေဝင်လာဖို့အတွက်တိုင်းပြည်ကိုပြာချဖို့အတွက်ဒီရွေးကောက်ပွဲကိုခင်ကြီးတို့ကအနိုင်ယူပြီးတော့ဒီအခြေခံဥပဒေကိုနိုင်ငံခြားတပ်တွေပါမြန်မာနိုင်ငံရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားကိုပူးပေါင်းဆောင်ရွက်ရန်အလို့ငါ ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဆိုတာကိုပြဋ္ဌာန်းခြင်းလို့ဒီရွေးကောက်ပွဲကိုလုပ်တာဘာလို့ကျွန်တော်ပြောခြင်းလဲဟုတ်ပြီနော်နောက်တစ်ခါနံပါတ်၄ခင်ဗျားတို့တော်လှန်နေတဲ့အဖွဲ့အစည်းတွေကျွန်တော်ကတော့ပြတ်တယ်ကျွန်တော်ပြတ်တာတော့ဘယ်သူနဲ့မှမတူအောင်ပြောလိုက်မယ်ခင်ဗျားတို့ဘေးနှခမ်းသားတွေလိုက်သိမ်းနေလို့မရဘူးမြို့ကြီးတွေသိမ်းမအခုစစ်တိုင်းနေခင်ဗျားတို့သိမ်းတာဒီကောင်တွေဆက်ဆက်ခါသွားပြီမြို့ကြီး၆မြို့ကျန်တယ် အဲ့ဒီ6မြို့ကျွန်တော်ခင်ဗျားတို့ဟင့်လေးပေးလိုက်မယ်မန္တလေးပါမယ်ရန်ကုန်ပါမယ်ပဲခူးပါမယ်ကျန်တဲ့3မြို့ကိုယ့်ဘာသာကိုစဉ်းစားလိုက်အဲ့ဒီ6မြို့မှာ3မြို့ကြာရင်မင်းအောင်လိုက်နေစရာမရှိတော့ဘူးဒါနဲ့မင်းအောင်လိုက်တေလို့မရဘူးမင်းအောင်လိုက်ထွက်ပြေးလို့မရဘူးအမိဖမ်းရမယ်အဲ့တော့မှကျွန်တော်တို့တရားစီရင်ပုဆိုတာနော်ပြည်သူလူထုတွေရဲ့နစ်နာမှုဆိုတာအဲ့ဒီမှာထာဝရနောင်ဖြစ်လာမဲ့စစ်ကောင်းဆောင်တွေ စစ်ဘက်ဆိုင်ရာအရာရှိတွေအားလုံးသင်ကန်းစာရအောင်ဥပဒေရစီစဉ်နိုင်မဲ့အခြေအနေမျိုးကိုရောက်မှာမင်းအောင်လှိုင်လုံးဝသေလို့မရဘူးကျွန်တော်ဒီကောင်သေသွားမှကြောက်နေတယ်ဒီကောင်သေသွားရင်မြမပြည်အနာဂတ်မျိုးဆက်တွေအတွက်တရားမျှတမှုနဲ့အမှန်တရားကိုရတော့မှာမဟုတ်ဘူးလို့ပဲပြောရင်းနဲ့ညီကောင်ချုပ်ကျင်နေဗျာကိုရှယ်လေးပါအားလုံးချစ်တယ်ခင်တယ်ကျမ်းမှချမ်းသာကြပါစေဘေးကင်းကြပါစေဗျာ